first ကကြတော့သူကဘလောက်အရှိမြန်မြန်ပေါ့နော်ဘလောက်အရှိအဟုန်နဲ့အလေးမြန်ရွေးရှားတာပေါ့ quick ကကြတော့ကျွန်တော်တို့ဘလို့အချိန်တိုတိုနဲ့ပြီးစီးတာပေါ့အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးကကြတော့လေအလေးမြန်လို့ပြောတဲ့အခါမှာအသုံးပြုတဲ့ကျွန်တော်တို့ fast quick โอเคအဲ့နှစ်ခုကဘာလေးကွဲပြားလဲပေါ့နော်โอเคကြည့်လိုက်ရအောင်နော်နှစ်ခုလုံးကတော့ကျွန်တော်တို့အလင်းအမြန်ဆိုတော့ပေါ့နော်ပြောချင်တဲ့အခါမှာအသုံးပြုတယ်ပေါ့နော်ဒါပေမဲ့သူတို့နှစ်ခုကကွဲပြားမှုရှိပါတယ်နော် โอเคအဲ့ဒီကွန်ပြတ်မှုလေးကိုကျွန်တော်ကပုံစံ၃မျိုးနဲ့ရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်။အရင်ဆုံးကျွန်တော်တို့နံပါတ်၁ basic meaning အဲ့တော့ကျွန်တော်တို့အခြေခံအဓိပ္ပာယ်ရပါလေကွဲလဲပေါ့။โอเคအဲ့တော့အရင်ဆုံးကျွန်တော်တို့ first first ကကြာတော့ဗာလဲဆိုတော့ကျွန်တော်တို့အချိန်နဲ့အလင်းအမြန်သွားတာပေါ့။နော်အဲ့လိုပုံစံဆိုလို့ရှိရင်ကျွန်တော်တို့က first ကိုအသုံးပြုတယ်ပေါ့နော်။ဥမာအနေနဲ့ဆိုလို့ရှိရင် he runs fast သူကမြန်မြန်ပြေးတယ်ပေါ့။โอเคနောက်ထပ်ကျွန်တော်တို့ quick quick ရဲ့အဓိပ္ပာယ်ကျသူကအချိန်တိုအတွင်းမှာကျွန်တော်တို့ ပြီးစီးတာအချိန်တော်တွင်းမှာ reaction လုပ်တာပေါ့ပေးတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က quick ကိုသုံးတာဖြစ်ပါတယ်ရှင့်ဥပမာအနေနဲ့ဆိုလို့ရှိရင် she gave me a quick answer သူမကငါ့ကိုအပြည့်အမြဲပြောခဲ့တယ်ပေးခဲ့တယ်ပေါ့နောက်ထပ်ကျွန်တော်တို့ used with people and actions အဲ့ဒါပဲတော့ကျွန်တော်တို့လူတွေနဲ့ကျွန်တော်တို့ action နဲ့ပေါ့နော်တွဲပြီးသုံးမယ်ဆိုလို့ရှိရင်ဘယ်လိုတွဲသုံးမလဲပေါ့ okay first ကိုကြကျွန်တော်ဘာလေးနဲ့တွဲသုံးမလဲဆိုတော့သူကကြတော့ကျွန်တော်တို့ ပြမဆို physical movement ပေါ့သူအရှိန်အဟုန်နဲ့ပေါ့နော် speech ပါတယ်ပေါ့နော်အလင်းအမြန်အရှိန်အဟုန်နဲ့ရွေရှားတယ်ပေါ့နော်အဲ့လိုပြောချင်တဲ့ခါမှာကျတော့ကျွန်တော်တို့က fast ကိုသုံးတာဖြစ်ပါတယ်ရှင် quick ခါကျတော့ကျွန်တော်တို့ကကျတော့အချိန်တိုတွင်းမှာပေါ့နော်ကျွန်တော်တို့ခုနပြောခဲ့သလိုအချိန်တိုတွင်းမှာ PC ဓာတ်တို့အချိန်တိုတွင်းမှာကျွန်တော်စဉ်းစားတွေးခေါ်တာတို့နော်အဲ့လိုမျိုးဆိုလို့ရှင်ကျတော့ကျွန်တော်တို့က quick ကိုသုံးတာဖြစ်ပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှင် he is a fast runner သူကမြန်မြန်ပြေးနိုင်တဲ့အပြေးသမားတစ်ယောက်ပါပေါ့နောက်ထပ်ဥပမာအနေနဲ့ဆိုလို့ရှင် she is a quick learner သူမကတော့သင်ယူမှုမြမြန်ပေါ့နော်မြမြန်သင်ယူနိုင်တဲ့သူတစ်ယောက်ပါပေါ့အဲ့လေးကကြွားပါတယ်နော်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့နံပါတ်3 used with objects or actions အဲ့ဒီပြရတော့ကျွန်တော်တို့ဒီ object တွေ action တွေနဲ့ဆိုလို့ရှိရင် breed တွေ့သုံးမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ first ကိုကျတော့ဗာနဲ့တွေ့သုံးမယ်ဆိုတော့ကျွန်တော်တို့ car တို့ train တို့ internet တို့စသဖြင့် speech နဲ့ပေါ့နော်မြန်မြန်သွားတယ်ပေါ့နော်ဆိုတဲ့ပုံစံပြောချင်လို့ရှိရင်ကျတော့ကျွန်တော်က first ကိုသုံးတာဖြစ်ပါတယ်နော်ဥပမာနဲ့ဆိုလို့ရှိရင် the car is very fast ကအရမျက်နာပဲတဲ့နောက်ထပ်ဥပမာနဲ့ဆိုလို့ရှိရင် i have a fast internet connection ငါရဲ့ internet line ကကောင်းတယ်ပေါ့မြန်တယ်ပေါ့အဓိပ္ပာယ်ကနော် okay အဲ့တော့ကျွန်တော်တို့နောက်ထပ် quick နဲ့ကြတော့ဗာလေးအတွက်သုံးမလဲဆိုတော့ကျွန်တော်တို့ shower meal now ကျွန်တော်တို့ look response စားတဲ့အရာလေးဆိုလို့ရှိရင်ကျွန်တော်က quick နဲ့တွေ့သုံးတာဖြစ်ပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် i took a quick shower အဓိပ္ပာယ်ကတော့ငါရင်းမြန်မြန်ချိုးခဲ့တယ်ပေါ့ ောက်ထပ်ဥမာနဲ့ဆိုလို့ရှိရင် give me a quick call ငါဖုန်းမြန်မြန်ခေါ်ပေးပါဗော။ Okay အဲ့လိုလေးနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ quick ကိုသုံးတာဗောနော်။အဲ့တော့ကျွန်တော်တို့ tips အနေနဲ့ပေါ့เนาะကျွန်တော်တို့အလွယ်လေးမှတ်မယ်ဆိုလို့ရှိရင်ဘယ်လိုမှတ်မလဲဆိုတော့ကျွန်တော်တို့ first ကကျွန်တော်တို့ကဘလောက်အရှိမြင်မြင်ပေါ့เนาะဘလောက်အရှိအဟုန်နဲ့အလေးမြန်ရွေးရှားတာပေါ့ quick ကကျွန်တော်တို့ကျွန်တော်ဘလို့အချိန်တူတူနဲ့ပြီးစီးတာပေါ့ okay เนาะအဲ့လိုဆိုလို့ရှိရင်ကျွန်တော် quick ပေါ့เนาะ okay အဲ့ဒီနှစ်ခုရဲ့ကိုပြချက်လေးကိုရှင်းသွားပြီးထင်ပါတယ်ရှင်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်